ဒီနေ့အရက်တော့ချင်းကြောင်ဖြစ်လာမဲ့ဆိုဂျူပြဿနာတွေကိုတည်တလောက်လေးဟောကြားပြမယ်နော်အရက်ဒီသာတောက်စားခြင်းကြောင်ပစ္စည်းဥစ္စာဆုံးချုံရမယ်ဆုံးချုံတတ်တယ်ဘာကြောင့်လဲဆိုရင် ဲ့ဒီအယက်ဒီသာတောက်စားခြင်းကြောင့်စိတ်တွေကမမှန်တော့ဘူးစိတ်တွေမမှန်တဲ့အခါကျတော့မူစီတယ်အဲ့ဒီလိုမူနေတဲ့အခါမှာအလုတ်ကလည်းမလုတ်ရှင်တော့ဘူးလေဒါကြောင့်ကိုရှိတဲ့ပြည်စည်းဥစ္စာတွေဟာတပြည်းပြည်းနဲ့နေသွားပြီးတော့ဆုံးချုံးစီတယ် ဲ့ဒီလိုရက်တိသာတောက်စားခြင်းကြောင့်ဒေါသတွေခိုက်ရံပြီးဖြစ်တတ်တယ်။ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ကိုယ်စိတ်ကမမှန်ဘူး။မူးနေတယ်လေ။ဟုတ်လား။အဲ့ဒီလိုမူးနေတဲ့အခါမှာစိတ်ကပုံမှန်တိုင်းမဖြစ်တော့ဘူး။မဖြစ်တော့တဲ့အခါမှာပြီးခံတဲ့စိတ်အာနေသွားပြီ။စိတ်မှာတတိတိတ်မရှိတော့ဘူး။ မရှိတော့တဲ့အခါကျတော့ပြောချင်တာပြောမယ်ဆိုချင်တာဆိုမယ်တော်ရင်တန်ရင်ကိစ္စတွေကိုရံဖြစ်ပလိုက်မယ်လှုပ်ရှင်တာလှုပ်ပလိုက်မယ်ဟုတ်လားဒါကြောင့်ပြဿနာတွေခိုက်ရံတွေဖြစ်တတ်တယ်အယက်ဒေသာတောက်စားတဲ့လူကိုယုံကြည်မှုတွေအားနေသေးတယ် ုံကြည်မှုတွေမရှိဘူးဖြစ်တတ်တယ်။ဘာကြောင့်လဲ။အဲ့ဒီယက်တိတာတောက်စားခြင်းကြောင့်မူးနေတဲ့အခါကျတော့စိတ်ကမမှန်ဘူး။မမှန်တဲ့အခါကျတော့ဒီလူကိုကိုယ့်ရဲ့သားသမီးနဲ့အပြင်ထဲဖို့အပြင်လွတ်ဖို့အလုံးလုံးခိုင်းဖို့ဆိုတာယုံကြည်မှုကတိမ်မရှိကြဘူး။ဒါကြောင့် ယုံကြည်မှုအားနည်းစေတယ်ယုံကြည်မှုမရှိကြဘူးနောက်တစ်ချက်ကကြတော့အယက်ဒီသာတောက်စားခြင်းကြောင့်ယောဂဝေဒနာကိုဖြစ်ပေါ်လာတတ်တယ်အမြန်ဆုံးအသက်တူတတ်တယ်ပေါ့ဘာကြောင့်လဲဒီအယက်ဒီသာကိုတောက်စားခြင်းကြောင့် အသေးယောဂါတွေဟုတ်လားအခုဆိုရင်ခဏခဏကြားရပါတယ်နော်ယောဂါအသေးကျွန်းလို့ဆိုပြီးတော့တွေဖြစ်လာတာတွေအများကြီးကြားဖို့မှာပဲဟုတ်လားဒါကြောင့်ယောဂဝေဒနာတွေဖြစ်ပေါ်လာတတ်တယ်အသက်တူတတ်တယ်နောက်တစ်ချက်ကကြတော့ မကောင်းတဲ့င်ထွက်တတ်တယ်ဒီလူကလေအယတမားကြီးပါဒီလူကလေအမှုတမားကြီးပါဟုတ်လားအဲ့ဒီလိုမျိုး မကောင်းတဲ့င်ညထွက်တတ်တယ်နောက်ပြီးတဲ့အခါကျတော့အယက်တီတာတောက်စားခြင်းညစိတ်ကမမှန်ဘူးမူးနေတဲ့အခါကျတော့အချက်တိတ်က ဆိုတာမသိတော့ဘူးအတိတရားအတိလွတ်သွားဘူးနေတဲ့အခါကျတော့စိတ်ကပုံမှန်တိုင်းမဖြစ်တဲ့အခါကျတော့အချက်သိက္ခာမရှိတော့ဘူးဟုတ်လားအဝိပလာနဲ့လည်းဖြစ်ဖြစ်ကြတာပဲတွေ့ဘူးမှာပဲဟုတ်တယ်မလားအခုခေတ်ဆိုပူဆိုးပေါ့ယောက်ျားတွေတင်တောက်တာမဟုတ်ဘူးမိန်းမတွေလည်းဘာဖြစ်လဲတောက်ကြတာပဲမူးကြတာပဲเนาะ ဲ့ဒီတော့ဒီအယက်တိတာတောက်ခါချင်းကြောင့်အချက်တိတ်ခါတွေအတိတရားတွေမတိကြတော့ဘူးလွတ်သွားတတ်တယ်နော်နောက်တစ်ချက်ကကြတော့အတိပညာတွေအားနည်းစေတယ်ဒီအယက်တိတာကိုတောက်စားခြင်းကြောင့်မူးနေမယ်စိတ်ကမမှန်တဲ့အခါကြတော့ အတိပညာတွေအတိတရားတွေအားနေစေတယ်ဟုတ်တယ်နော်နောက်တစ်ချက်ကကြတော့မိသားစုဘဝလေးတွေပြုခွဲစေတတ်တယ်အဲ့ဒါတော့မှန်တာပေါ့ဘုံဘုံတို့ဆိုလဲခဏခဏတွေ့ဘူးတယ်နော်အရက်ဒီသာတောက်လာပြီဆိုရင်အာ အဲ့ဒီအိမ်တဲ့အရာသူညာဘောကလို့ရိုက်တော်တာပဲညဆိုင်နော်အာဘာဖြစ်တယ်ညာဖြစ်တယ်နဲ့အာအဲ့ဒီမိသားစုတွေဟုတ်လားအိမ်တော်ကြီးတွေရောအစာရှိတွေရောဘသူမှအဆင်မပြေကြတော့ဘူးနော်ကိုသားသမီးတွေကလည်းမျက်နာငယ်ရတယ်နော်မိသားစုတွေလည်းပြဿနာတွေဖြစ်ရတယ်ဟုတ်လားနော်မိသားစုဘဝလေးပြိုကွဲပျက်စီးစေရတယ် နော်ဒီအရက်သေးသာတောက်စားခြင်းညာဟုတ်တယ်မို့လားသေသာသေချာစဉ်းစားကြည့်နော်အဲ့တော့အများကြီးပြောလို့အချိန်ကြီးရှေ့ပြောနေလို့မဖြစ်တော့ဘူးဘာဖြစ်လို့လဲဆိုတော့အချိန်ကတိတ်မလောက်ဘူးဖြစ်နေနော်အဲ့တော့အရက်သေးသာတောက်စားခြင်းညာသူတော်ကောင်းတွေရဲ့ကြည်ဖယ်ခြင်းကိုလည်းခံရတတ်တယ်ဟုတ်လားနောက်တစ်ချက်ကကြတော့အရက်သေးသာတောက်စားခြင်းညာစိတ်တွေကမမှန်ဘူးဟုတ်လားမူနေတယ် တတိယမရှိဘူးအစ္စသိက္ခာကလည်းမရှိတော့ဘူးဟုတ်လားအာဟုတုလည်းဖြစ်စေတယ်အာဟုတုရဲ့အကျိုးကိုလည်းတနည်းကြရင်ပြီးခံရမယ်သူတော်ကောင်းတွေရဲ့ကျင့်ဖယ်ခြင်းဘဝကိုခံရမယ်အပေကံဘဝကိုရောက်လိမ့်မယ်ဟုတ်တယ်မလားအဲ့ဒီတော့ဒီနေရာမှာ အခုခမုံမျိုးဆက်တဲ့အရှင်ကုမာရတောင်ကိုပြောခဲ့သလိုနော်အားလုံးဒကာဒကာမအပေါင်းတို့တော်ကောင်းနေစဉ်းစားကြည့်လိုက်အယက်တိသာတောက်စားခြင်းကြောင့်အဲ့ဒီစူးကျူးတွေအပြစ်တွေပြဿနာတွေဟာအားလုံးကြုံတွေ့ရတာပဲမဟုတ်လားဟုတ်လားမဟုတ်လားသိချာစဉ်းစားကြည့်နော်အဲ့တော့ဒီအယက်တိသာတောက်စားခြင်းကြောင့်ကောင်းကျိုးဘာမှကိုမရှိဘူးဖြစ်နေတယ်နော် ဆိုးကျိုးတွေကြီးပဲဟုတ်တယ်မဟုတ်လားအပြစ်တွေကြီးပဲပြဿနာတွေကြီးပဲဟုတ်တယ်မဟုတ်လားအဲ့ဒီမှာလေအလွယ်ဆုံးတစ်ချက်ကိုပဲကြည့်လိုက်မိသားစုဘဝတွေပြုတ်ကွဲပျက်စီးစေတယ်အိမ်လက်ပိတ်စေတယ်ကိုယ်အိမ်မှာဆူညံဆူညံနဲ့အဲ့ဒီတောက်လာတဲ့နေ့တနေ့ဆိုရင် ဟုတ်တယ်နော်ဒါကြောင့် မကောင်းကျိုးမှမရှိဘူးဆိုကြတွေကြည့်ပဲယောဂလည်းဖြစ်သေးတယ်အသက်လည်းတူသေးတယ်အချက်သိခါလည်းကြာသေးတယ်ကိုယ်သိခါလည်းကြာသေးတယ်အသိပညာလည်းနည်းသေးတယ်မိသားစုဘဝတွေလည်းပြိုကွဲပျက်စီးသေးတယ်အာကုသူလည်းဖြစ်တယ်ဒီအရက်တော့ရှင်ကြောင့်ဟုတ်လားအရက်တော့ရှင်ကြောင့်ဘာတွေဖြစ်လာနိုင်လဲဆိုတာလေးတွေကို တေချာစဉ်းစားကြည့်နော်ပြည်စည်းဥစ္စာတွေဆုံးချုံစေတယ်နောက်ပြီးတော့ခိုင်ရန်တွေလည်းဖြစ်စေတယ်ယုံကြည်မှုလည်းအားနည်းစေတယ်ယောဂဝေဒနာတွေလည်းဖြစ်ပေါ်စေတယ်နောက်ပြီးတော့မကောင်းသတင်းတွေလည်းထွက်တယ်ဟုတ်တယ်မလားအသိပညာလည်းနည်းစေတယ်မိသားစုဘဝတွေလည်းပြိုကွဲပျက်စီးစေတယ် ကိုသားသမီးတွေလည်းမျက်နှာငယ်ရတယ်။သူတော်ကောင်းတွေရဲ့ကျင်ဖယ်ခြင်းတွေကိုလည်းခံရတတ်တယ်။အပေခံဘဝကိုလည်းရောက်တတ်တယ်။အဲ့ဒီရဲ့တောက်စားခြင်းကြောင့်အချက်သိက္ခာတွေအတိတရားတွေကိမဲ့စေတယ်။အာဟုတုတွေဖြစ်စေတယ်။အာဟုတုအကျိုးပေးတွေကိုလည်းခံရပြီးတော့ဆင်းရဲဒုက္ခတွေ ရောက်စေတယ်ဆိုတာလေးတွေကိုဒီနေ့အရက်တောက်ခြင်းကြောင့်